ားလုံးမင်္ဂလာပါခင်ဗျာလိုင်းပေါ်မှာရှိကြကုန်တော့ညီကုံမောင်နှမတွေဖျားခင်ရဲ့ကျေးဇူးတော်ခံစားပါစေလို့ကျွန်တော်ဖြည့်စစ်ပါတယ်ကျွန်တော်အရင်ငယ်ဝင်ငှချင်တဲ့အရာလေးရှိပါတယ်အဓိကအကြောင်းအရာလေးကတော့ထောရဖျားကိုကျေးဇူးတော်ချီးမွမ်းခြင်းပေါ့နော်အခုသူတပြည့်ယုံကြည်သူတွေအနေနဲ့အမြဲတမ်းကျေးဇူးတော်ချီးမွမ်းခြင်းပွဲတွေကျွန်တော်လုံးတက်ကြတယ်သူတပြည့်ချီးမွမ်းခြင်းစစ်ကိုပူဇော်ကြတာပေါ့နော်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့တော်တော်များများ ယုံကြည်သူတွေအနေနဲ့ကျေးဇူးတော်ချီးမွမ်းတဲ့အပိုင်းမှာအဓိကကျွန်တော်တွေ့ရတဲ့အခါမှာဘယ်ချိန်တွေမှာကျေးဇူးတော်ချီးမွမ်းတတ်တယ်လဲဆိုရင်တော့ဒီမတော်တဆအဲတခုခုဖြစ်ပြီးမှလွတ်မြောက်တဲ့အခါမှာဒီဘေးအန္တရာယ်ကြားထဲကနေလွတ်မြောက်နိုင်ခြင်းမှာကြီး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 ကျေးဇူးတော်ကိုချီးမွမ်းတတ်ကြတယ်အဲပြီးတော့ဒီဆာမွေးတဲ့အောင်တဲ့အချိန်မှာခုခုအောင်မြင်တဲ့အချိန်မှာရာထူးတိုးတဲ့အချိန်မှာကျေးဇူးတော်ချီးမွမ်းကြတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ် ဒါပေမဲ့လေအဲဒီဒီစိတ်အခြေအနေတွေကျွန်တော်တို့ဒီသဘောထားတွေမတိုက်ဆိုင်တဲ့အချိန်မှာဒီအခြေအနေတရက်မှာမရောက်ရှိတဲ့အချိန်မှာပေါ့နော်ဆိုတော့ one energy queen နေတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ဆုံးရှုံးတဲ့အချိန်တွေမှာဆိုရင်တော့ဘုရားကိုချီးမွမ်းဖို့နင်းနေတာတာဘုရားကိုအပြစ်တင်တတ်ကြတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီတမန်ကျမ်းစာထဲမှာဘလို့ပြောထားလဲဆိုရင်တော့အရာရာကျေးဇူးတော်ကိုချီးမွမ်းကြလို့ဆိုပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဆိုတော့ဒီကြောင်ကြစားပိုင်ဖတ်ချင်ပါတယ်ဖိလစ်ပိအခန်းကြီးလေအခန်းငယ်6နဲ့9မှာဘယ်လိုပြောထားလဲဆိုရင်တော့အဘဲအမှုကုန်များဆိုရင်ချင်းမရှိပဲယာယာနဲ့ဂျေဇုတော်ကိုချီးမွမ်းခြင်းနဲ့ကွာဆုတောင်းပါဒနာပြုတော်အဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုတခင်ဘုရားတခင်အားကြားလျှောက်ကြလောထိုတို့ပြုလင်အဘဲသူများကြံ၍မမီနိုင်တော့ဘုရားတခင်ရင်တဲ့ခြင်းဒီယေရှုခရစ်အဖြစ်သင်တို့အစိမ့်နှလုံးတို့ကိုစောင့်မလိမ့်မည်လို့ဒီမှာဟိုရှင်ပေါလုကတော့သူအာပိထားတာကိုကျွန်တော်တွေ့ရတာဖြစ်တယ် ီကြမ်းပိုက်ကိုသူရေးတဲ့ချိန်မှာဘယ်မှာသူရောက်ရှိနေတယ်လဲဆိုရင်တော့သူကအဆင်ပြေနေတဲ့ချိန်ဟုတ်မနေဘူးဟိုသူကလူရဲ့အဖမ်းခံပြီးတော့ဒီအချင်းထဲမှာအချုပ်ထဲမှာရောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့အချင်းထဲမှာဒီတိုင်းရောက်တာမဟုတ်ဘူးတန်ကြိုးတွေနဲ့သူကခြေအောင်ချင်းခံရပြီးတော့ဒီအချင်းနဲ့ချက်ထဲမှာရောက်နေတဲ့အချိန်မှာဒီဖိလစ်ပိလူတွေကိုဒီသူ့လူတွေကိုဒီပေးစာကိုရေးပြီးတော့ပို့နေတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်သူ့အချင်းတွေကိုကြည့်တဲ့အချိန်မှာသူ့ရဲ့စိတ်လုံးသားထဲမှာ ယေရှုခရစ်တော်ဖခင်တကယ်ကင်းဝတ်တဲ့ခါမှာအချင်းဒီပေါ်မှာသူမမူတည်ဘဲနဲ့သူကိုယ်တိုင်လည်းဝမ်းမြောက်တယ်သူရဲ့လူတွေကိုလည်းယုံကြည်သူတွေကိုလည်းအစင်မပြည့်ဟောဖခင်ကိုချီးမွမ်းကိုယ်ဖို့ယေရှုတင်တာဖို့တော့တွင်တင်ပြီးတာကိုဒီစာအဖြစ်ကြောင့်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်သူအချင်းဒီကိုကြည်ရမစကြည်လိုက်မယ်ဆိုရင်ကျွန်တော်တို့အချင်းဒီနဲ့ဆိုတော့ဒါတကယ့်ကိုအလံဝင်းနေတဲ့အချိန်ဒီမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်တော့ဒီကုကုအစင်မပြေတဲ့အချိန်ဒီမှာဆိုရင်တော့ဆမ်ဝဲ ကြားတဲ့အခါမှာတော့လကောင်းအဲဒီအောင်မြင်မှုမရတဲ့အချိန်တွေမှာဆိုတော့ကျွန်တော်ကချက်ဖျားကိုချီမွန်းတဖို့ကစိတ်ကပါမလာဘူးပေါ့နော်ဒါပေမဲ့လည်းရှင်ဘောလူကဒီတကယ်ကိုဒုက္ခရောက်နေတဲ့အချိန်ကာလမှာလည်းတကယ်ကိုပဲဖျားကိုချီမွန်းနိုင်ရဆိုတာကိုကျွန်တော်ချမ်းသာတယ်မှာတွေ့ရတယ်အဲ့ဒီအချိန်မှာတီလာနဲ့ဒူနဲ့ကဒီအချင်းကြခံရတဲ့အချိန်ဖြစ်တဲ့ခမာဒီဝမ်းနေမနေဘူးကြည်ကွဲမနေဘူးဘန်းခရရတဲ့အချုပ်ထဲမှာရောက်နေတယ်ဆိုပြီးတော့ဝမ်းနဲ့ကြည်ကွဲမနေပဲနဲ့ ညာတကောင်ချိန်မှာတို့ညောင်ကတချင်းဆိုပြီးတော့ထောင်ရဖျားကိုချီးမွမ်းနေဆိုတာကိုကျွန်တော်စာထဲမှာတွေ့ရတယ်။အဲလိုချီးမွမ်းရင်းနဲ့ဘာဖြစ်လဲဆိုရင်တော့ချီးမွမ်းခြင်းတကူကဘလောက်ပြင်းထန်တယ်လဲဆိုရင်တော့ဒီတက်ရှင်တော်ဝိညာဉ်တော်ဟိုစင်းကြောလာပြီးတော့ဒီမြေကလင်းလှုပ်ပြီးတော့ဒီထောင်ရကားတွေပွန့်ထွက်သွားတယ်။သူခြေလက်တွေမှာချုံလုံးချင်းခံရတယ်။တန်ကြိုးတွေတော့မှပြတ်ထွက်သွားတာကိုဒီစာထဲမှာကျွန်တော်တို့ ဘုရားတကောတော့ဘလောက်ကြီးမားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်မေဆွေကျွန်တော်အပေးခြင်းနဲ့ကျွန်တော်ဒီအောင်မြင်မှအစဉ်ပြေမှဘုရားကိုချီးမွမ်းဖို့ဆိုတာကမဟုတ်ပါဘူး။ဒီဝမ်းနည်းနေတဲ့အချိန်မှာပဲဖြစ်ဖြားနာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဘုရားကိုချီးမွမ်းဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်။အဘုရားကိုချီးမွမ်းကိုကိုယ်ပေါ့အကြောင်းပြချက်မလိုဘူး။ဘာမှလည်းဟိုဘယ်လိုခေါ်မလဲ။ အချားအကြောင်းပြချက်ဘာမှမလို့ကျွန်တော်တို့စိတ်နှလုံးခုပဲလိုတာကျွန်တော်တို့နားလည်ထားဖို့လိုတယ်ဒီဘုရားအကြောင်းရောက်မှာမဟုတ်ဘူးသူရိယပစ္စည်းတွေမျိုးမျိုးရှိမှာမဟုတ်ဘူးဘုရားတခင်ကိုအမြဲတမ်းချိန်တိုင်းကျွန်တော်စိတ်လုံးအချွတ်မဲ့နဲ့တကယ်ပဲချိန်မှုကိုကိုယ်တက်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီကျမ်းပိုင်အဖြစ်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျမ်းစာထဲမှာကျွန်တော်ရှင်ပြန်ဖြစ်တဲ့ဒါဝိမဲအခြေအနေကိုပြန်တုံတက်ကြည့်ပါဆိုသူကအရင်ကဒီအဲရှင်ပြန်ဖြစ်မှာသူကဘုရားကိုချိန်မှုကိုကိုယ်တက်မဟုတ်ဘူး ဒူပဲချင်းကလေးရတဲ့ဘုရားကိုချီးမွမ်းတတ်တယ်ဆိုရင်သူ့ကြောင့်သားဖြစ်တဲ့အချိန်ကလေးကနေသူငယ်ငယ်လေးအသက်ငယ်ငယ်လေးအချိန်ကနေဘုရားကိုချီးမွမ်းတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်ဒီမြန်မာနိုင်ငံအခြေအနေနဲ့ပြန်ပြီးတော့နှာရှင်ကြည့်မယ်ဆိုရင်တော့စိတ်ကြောင့်သားနွားနွားကြောင့်သားတွေကိုကျွန်တော်အဆင့်တန်းတဏီယာလိုက်ကျွန်တော်ထားတယ်။ဆိုတော့စိတ်ကြောင့်သားနွားကြောင့်သားဆိုရင်ကြောင်းလည်းမနေရဘူးတကယ်ကိုဟို ောက်ဆုံးအစ်မရောက်နေတဲ့အခြေအနေပေါ့နော်ဒါဒါပေမဲ့လေဒါဝဲအဲ့အခြေအနေရောက်ပြီမဲလေတော်ရဲမှာသူကဘုရားကိုမြဲတမ်းချီးမွမ်းနေဆိုတော့ကျွန်တော်စမ်းစမ်းလေးမှာတွေ့ရတာဖြစ်တယ်။သူ့ចောင်းရင်းနဲ့ချီးမွမ်းရင်းနဲ့ဆာလ23ကိုသူကဆက်ဖြစ်သွားတာဖြစ်ပါတယ်။ထောက်ရဖျားဒီငါရဲ့တူထိန်ဖြစ်တော်မူ၏။ပြီးတော့တောလွန်ပြင်တွင်မှာဒီအဲရှင်ဘင်ရှောလူကသူ့ကိုလိုက်ပြီးတော့ရန်သူတပွဲသူ့ကိုလိုက်လံ ချောင်းမြောင်းတက်ဖြတ်တဲ့အခါမှာသူကထွက်ပြေးနေရပြီးတော့လွန်ပြင်ထဲမှာတော်ထဲမှာသူကဒီစာငတ်နေတဲ့အချိန်မှာအဲချောက်တို့လွန်ပြင်ထဲမှာရောက်နေတဲ့အချိန်မှာထောင်ရဖျားကိုစာငတ်တယ်အစာရေစာထက်ထောင်ရဖျားကိုစာငတ်တယ်ဆိုပြီးတော့ဒီစာလံကြမ်းမှာလည်းကျွန်တော်တွေ့ရတာဖြစ်တယ်ဒါပြောတော်ထဲမှာပြေးလွှားရင်းနဲ့တော်ထဲတောင်ထဲမှာသွာလာရင်းနဲ့အဲ့ဒုံကဆိုဒီ စာရေးဖို့ဆိုရင်တော်တော်ခက်ခဲတဲ့အခြေအနေမှာရှိနိုင်တယ်။ဘာဖြစ်လို့ဆိုတော့အခုခက်လို့စာရွက်တွေလည်းရှိကြမှာရှိမှာလေ။အလောက်ထိရှိရင်တော့မှဟိုပေါ်ပေါ်စီရမှာမဟုတ်ဘူး။တကယ်ကိုနှစ်ပေါင်းတကယ်ကိုကြာတဲ့အချိန်ကာလမှာတို့ကရှိနေတယ်။ဒါပေမဲ့လေဖခင်ကောင်းမြတ်ခြင်းကြောင်းကိုတို့ကဒီတိုင်းကိုနှုတ်အဖြစ်မွတ်ဆိုတာကိုအားမရတဲ့ပြင်တို့ကမလုပ်တည်းလေဆိုရင်တော့ သူစာနဲ့ချရည်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စာလံချောင်းကိုသူရဲ့အဲရေးသားချက်တွေကိုကျွန်တော်အခုချိန်ထိကျွန်တော်ဖတ်ရှုရတာဖြစ်တယ်ဘလောက်တိဘုရားကိုချီးမွမ်းတယ်လဲဆိုရင်နှုတ်အားဖြင့်ချီးမွမ်းရုံသာမကဘဲနဲ့သူစာအားဖြင့်လေချီးမွမ်းတာကိုကျွန်တော်တို့အခုချိန်ထိဖတ်ရတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့သူကအချိန်ကိုကြည့်ပြီးတော့ဘုရားကိုချီးမွမ်းတာမဟုတ်ဘူးရှင်ဘုရင်ဖြစ်မှဘုရားကိုချီးမွမ်းတာမဟုတ်ဘူး ရှင်မင်းမဖြစ်ခင်ကလေးကနဲ့ဘုရားကိုချီးမွမ်းနေဆိုတာကြွတွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်ချီးမွမ်းကိုကိုယ်ချင်းအရာတကယ်ကိုတကူပါဝါပါတဲ့ခါမှာချီးမွမ်းနေလေဘုရားကချီးမွမ်းရောက်လေဖြစ်တဲ့ခါမှာနောက်ဆုံးကြတော့အမြင့်ဆုံးဖြစ်တဲ့ရှင်ပြည်နယ်ကိုဘုရားကပို့ဆောင်တာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်အသက်တာမှာဟိုဘယ်လိုခေါ်မလဲအရှင်ပြည်မအောင်မြင်မဆိုတာမဟုတ်ပါဘူး။ကျွန်တော်လည်းကျွန်တော်အတွေ့အကြုံတကူကျွန်တော် sharing လုပ်ချင်တယ်။တကယ်ကြတော့ကျွန်တော်ဆိုင်ကဲ တစီမောင်းတယ်အဲဆိုင်ကရဒီအဆုတ်လေးပေါ့နော်အတိတ်တော့မဟုတ်ဘူးအဆုတ်လေးဖြစ်တယ်တိတ်အားတိတ်မကောင်းဘူးတိတ်မယုံနိုင်ဘူးဆိုတော့အဲဆိုင်ကကိုကျွန်တော်ဒီအသက်တွေရောက်တဲ့အချိန်မှာကြိုတင်ပြီးတော့စပစ်တင်ရတယ်လီဘာကနေစပစ်မတင်တော့ဘူးဆိုရင်တော့အဲဆိုင်ကဟိုမယုံတော့မယုံတဲ့အချိန်မှာလူကဆင်းပြီးတော့တွင်းရတဲ့အနေအထားရှိတယ်တကယ်ကြတော့ကျွန်တော်လည်းဒီမြုပ်မြုပ်ထဲမှာ ဆိုတော့ကျွန်တော် spitting ပြီးတော့အသက်တစ်ခုမှာတက်နေတဲ့အချိန်မှာရှေ့ကကားရုတ်ထက်ထိုးရက်သွားတယ်ထိုးရက်တော့ကိုကလည်း spit ပြန်လျှော်တယ်ကားကပြန်တက်သွားတယ်မှာကိုကပြန်ပြီး spitting ပြီးတော့မောင်းတဲ့အခါမှာမတက်တော့ဆိုင်ကယ်ကစုံနေပြီလေအဟောင်းဆိုတော့လေဒါလည်းကျွန်တော်ကိုပိုင်ဆိုင်ကယ်မဟုတ်ဘူးသူများကိုကိုတနာလို့ဘေးမောင်းတာဘေးစီခိုင်းတာဖြစ်တယ်အဲဒီအချိန်မှာကျွန်တော်က ီပဝန်းကျင်ကိုကြီးလိုက်တဲ့ချိန်မှာပဝန်းကျင်ကဆိုင်ကယ်စီးတဲ့လူတွေလိုင်းရှောက်တဲ့လူတွေကားစီးမောင်းတဲ့လူတွေကကျောင်းဝိုင်းပြီးတော့ကြည်ရဲ့အဲ့ဒီမျက်လုံးတွေကိုကျွန်တော်မခံနိုင်တော့ဘူးဆိုတော့တရားကိုရှက်တယ်ဆိုတော့စိတ်ထဲမှာလေဘဝကြီးကတကယ်ဆိုးလိုက်တာဆိုပြီးတော့အဲ့ဆိုင်ကယ်တော့မှလွန်ပစ်ချင်တဲ့စိတ်တွေပေါ်လာတယ်ဖះကိုလည်းပစ်တင်တယ်လောက်ထိဆိုးွားလိုက်တဲ့ဘဝလည်းဆိုပြီးတော့ကိုယ်ကိုပြန်ပစ်တင်တယ်ပစ်တင်ရင်လည်းကျွန်တော်ဆိုင်ကယ်ကိုဆင်းပြီးတော့တွင်းရတာဖြစ်တယ် အဲ့ဒီမှာယုတ်တည့်ရပဲကျွန်တော်လုံလာတယ်မှာဘုရားဘလို့ပြန်လုံလို့နေဆိုရင်တော့ငါသာငါယေရှုတင့်ဖို့လုံလောက်ပြီဆိုတဲ့တန်းပိုင်ကျွန်တော်လုံလာတယ်မှာပြန်ပြထွက်ပေါ်လာတယ်အာအဲ့ကျော်ပြန်လုံလာရတယ်ဟာဒီကိစ္စမှာကျွန်တော်မားတယ်ဆိုကျွန်တော်ချက်ချင်းတီးလိုက်တယ်ဘာလို့ဆိုတော့ SK ကိုစက်ကလေးမဟုတ်ဘူးသူများအကိုကိုတနာလို့ပြေးစီခိုင်းတဲ့စိုက်ကလေးအဲ့ပေါ်မှာယေရှုတော့တခါမှမချင်မမိဘူး โอ้ సై เกสูลีวซีควินปิดะทอราพยาရှင်เนี่ยเอ่อปีเดดีคุมปิゅเดดีโหว่าต้องปิゅคุมปิเดเอ่อ సై เกရှင်ကိုလဲเจซูတင်มาเลยဆိုပြီးတော့တကားมาလဲเอ่อเจซูမချင်းမဘူးဒါပေမဲ့လဲเนเนချိုးရွင်းတဲ့ခါမှာကြတော့ဒါဘုရားကိုလဲပြစ်တင်မိသွားတယ်ဘဝကိုလဲပြန်ပြစ်တင်မိသွားတယ်ဩဒါကကျွန်တော်ရဲ့တကယ့်ကိုမာရွင်းတဲ့ဒီအချက်ပဲဆိုတော့ပြန်နားလေတယ် အယားယာနဲ့ဂျေဆုတော်ချင်းမမှာဆိုတဲ့ဂျမ်းပိုင်ကိုကျွန်တော်မိသွားတာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေဆိုတော့ကျွန်တော်တို့ဘယ်နေရာပဲဖြစ်အောက်ခြေဝန်ထမ်းလည်းဖြစ်ရင်ဖြစ်နိုင်တယ်။ဒီအထက်ရာရှိတယောက်လည်းဖြစ်နိုင်တယ်မိတ်ဆွေရဲ့အနေထားကဒီဝမ်းနေနေတဲ့အချိန်လည်းဖြစ်နိုင်တယ်ဝမ်းတာနေတဲ့အချိန်လည်းဖြစ်နိုင်တယ်ဘယ်အချိန်မှာပဲဖြစ်ဖျားကိုချင်းမမှာလို့ကျွန်တော် အဘိချင်းနေချင်းမချင်းမနဲ့ဘုရားကဟိုချင်းမြောက်တာကိုကျွန်တော်ကျမ်းပိုက်ထဲမှာဒီကျမ်းစာထဲမှာကျွန်တော်တော်တော်များတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ချစ်တော်မွေးဆွေအောင်မြင်မှအစဉ်ပြေမှချင်းမနာပတ်ဆိုင်ရှိမှချင်းမနာမဟုတ်ဘဲနဲ့ဆိုတော့ကျွန်တော်ကျေးဇူးတော်ချင်းမဖို့အဲဒီတပြားဖို့ကျေးဇူးတော်ခံစားရတယ်ဆိုရင်တော့တပြားဖို့ကိုကျေးဇူးတော်ချင်းမပါ50ဖို့ကျေးဇူးတော်ချင်းမဖို့ခံစားရတယ်ဆိုရင်တော့50ဖို့ချင်းမပါအကျွေးမထားပါနဲ့ ဖယားကိုစေမစစ်ပါနဲ့ဆိုတော့အောင်မြမသူအပေးယူလို့ဖြစ်နေတယ်ဆိုတော့သူဂျင်းမငါဂျင်းမဲဆိုတော့ပုံစံမျိုးဖြစ်နေတယ်ဖယားအလိုမျိုးမဟုတ်ဘူးဘာလို့ဆိုဖယားကတကယ့်ကိုချီးမွမ်းထိုက်တော့ဖယားဖြစ်တယ်မရင်တကာတို့ကိုဘရင်အရှင်တကာတို့အရှင်ဖယားတကာတို့ဖယားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာချီးမွမ်းကိုကိုယ်ဖို့တာဝန်ရှိနေပါတယ်မိတ်ဆွေဒါကြောင့်မလို့ကျွန်တော်ဥပမာတစ်ခုပြန်ပြောချင်တယ်လူတစ်ယောက်ကသူ့အိမ်မှာအဲကျေးဇူးတော်ချီးမွမ်းခြင်းကိုတော့လုံတာတွေ့ရတယ် ဒီမညောင်းလင်းပဲနဲ့ကြုံဆုံးရတော့အဲဆူတောင်းပွင့်ရပါလေလုတ်တယ်ညချက်တွေမွက်တွေတန်ပြီးတော့ជី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 ကျေးဇူးတော်ချင်းမွန်းတယ်ဆောကျွန်တော်လည်းတွားပြီးတော့တွားဆက်စုလိုက်တယ်အာကျေးဇူးတော်ချင်းမွန်းတာဘာကြောင့်ကြောင့်အခုလိုမျိုးကျေးဇူးတော်ချင်းမွန်းတာလဲလို့မြင်ကြည့်လိုက်တော့သူကဟိုရုတ်တရက် సై ကယ် accident ဖြစ်ပြီတဲ့ဒီလမ်းချော်ပြီးတော့၆ထဲဝကြာတယ်တဲ့ ကြောက်ပါတဲ့ကိုကြားပေးမယ်လေအောက်ရောက်တဲ့အချိန်မှာဘာဒဏ်ရာမှမရဘူးတဲ့စိုက်ကဲကတော့မုံမကြည်သွားတယ်တဲ့အားအကြောင်းတေဘဲကလည်းလွန်မြောက်တဲ့အတွက်ကြောင့်ဘုရားကိုချီးမွမ်းတာဂျေဇုတော်ချီးမွမ်းခြင်းလုပ်တာလို့ပြောတာကြောင့်ကြားရတာဖြစ်တယ်ပြတော့လူတယောက်ကလည်းအဲသူယောဂါတခုခံစားရတယ်သူယောဂါကခင်စားထင်းတယ်အကျိတ်ဒီပါတွေဖြစ်နေတော့ဒါပေမဲ့လည်းဆေးုံပြောင်းခွဲလိုက်တဲ့အခါမှာဆရာဝန်တွေကဒီရိုးရိုးအကျိတ်ပဲဖြစ်တယ်ဆိုတော့ခင်စားမဟုတ်ဘူး ခင်စားစင်မဟုတ်သေးဘူးပေါ့နော်ကြာလာရင်ခင်စားဖြစ်နိုင်တယ်လို့ပြောလိုက်တဲ့အခါမှာတကယ်ကိုယ်ဝမ်းသာပြီးတော့အိမ်ရောက်တဲ့အချိန်မှာဂျေဇုတော်ချီးမွမ်းတာတွေ့ရတယ်ဆိုတော့ကျွန်တော်ယုံကြည်သူတွေကိုကျွန်တော်အားပေးချင်တာကကျွန်တော်တို့အောင်မြင်မှလွတ်မြောက်မှာမဟုတ်ဘူးစေဝန်စင်မှာမဟုတ်ဘူးအမြင်အချိန်တိုင်းဂျေဇုတော်ချီးမွမ်းဖို့ကျွန်တော်အားပေးချင်တယ်ဆိုတော့ပတ်စံရှိမှာမဟုတ်ဘူးဒီကျွန်တော်တို့ဂျေဇုချီးမွမ်းတာကဒီပွဲလုံးမှာမဟုတ်ဘူးအဲတခုခုဒီအစားတော့ပွဲတွေလုံးမှာမဟုတ်ဘူးကျက် တတ်နိုင်မှာဝတ်တတ်နိုင်မှာနောက်နောက်တွေပါတတ်နိုင်မှာမဟုတ်ဘူးကျွန်တော်အတိတ်ကဖះကစိတ်နှလုံးမှာကျွန်တော်တို့ကြည်တာဖြစ်တယ်ဒါကြောင့်မလို့ခုနပြောတဲ့သူចောင်းသားငယ်ဖြစ်တယ်ဒါဝိဟာဖះကချီးမြောက်တယ်စတူကြီးအရာမှချီးမြောက်တယ်ဘာဖြစ်လို့ချီးမြောက်တယ်လဲဆိုတော့ချီးမွန်းချီးမွန်းနဲ့ချီးမြောက်ချင်းခံရတာဖြစ်တယ်ဒါကိုကျွန်တော်တို့ယုံကြည်သူတွေနားလည်ဖို့လိုတယ်ရှင်ဘရင်ဖြစ်မှသူကျေးဇူးတော်ချီးမွန်းမယ်ဆိုရင်တော့သူចောင်းသားအခြေအနေမှာဒီဖះကိုတခါမှချီးမွန်းကိုကိုယ်မှာမဟုတ်ဘူးဆိုတော့ထောက်ရဖះဒီငါကြီးတိုးတင်းရှင်ဖြစ်တယ် ဆိုတော့တောထဲမှာတောင်ထဲမှာသွားလာရင်းနဲ့ဒီရေစီးသောချောင်းကိုတောင်းတာရဲ့တမင်တငယ်အတိုင်းပဲငါရဲ့ဝိညာဉ်ကကိုတော့ကိုတောင်းတာပါလေဆိုရက်ကြမ်းပိုက်ပြီးတော့ကျွန်တော်အခုချိန်မှာကျွန်တော်ဖတ်ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်နားလေဖို့လိုတယ်ဒါကြောင့်ချစ်တော်မေဆွေဒီဖျားခင်ကိုအများအားချီးမွမ်းကိုကိုွယ်ပါဆိုတော့ခုနပြောသလိုဒိုင်ယာဟာနဲ့လုကင်းနဲ့ accident ကနဲ့လွတ်မြောက်တဲ့လူရဲ့ဆေးရုံကနဲ့ဆင်းနဲ့အဲသူရဲ့ဖျားကိုချီးမွမ်းနေ အဲကျန်တဲ့လူတွေအဲ့ဒီအစီအဝေးမှာတက်ရောက်တဲ့လူတွေခြေစွတ်ချင်းမွန်ချင်းမွန်ပွဲမှာတက်ရောက်တဲ့သူတွေရောဖျားချင်းမွန်ဆရာမရှိတော့ဘူးလားပိုးပြီးလောက်တော့မှခြေစွတ်ချင်းမွန်ဆရာရှိပါတယ်ဆိုတော့အဲ accident လည်းမကြုံရဘူးဗာအမှုမလည်းမကြုံရဘူးဖျားနာခြင်းလည်းမရှိဘူးပုံမှန်သွားလောက်လှရှာနိုင်ဆိုပိုးပြီးတော့ဖျားကိုချင်းမွန်ပို့လို့တယ်ဘာဖြစ်လို့ဆိုတော့ဖျားရဲ့ကွဲကာမဆအချင်းကယာနုံးပြည့် သူများတွေထက်ကျွန်တော်ခံစားရလို့ဖြစ်တယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်ကသူ့နောက်လိုက်တွေကိုရှင်လုကာခန်းကြီးခွန်40 list မှာဘယ်လိုရေးထားလဲဆိုရင်တော့အကျွေးတဲ့တယောက်ရှိတယ်တဲ့။တယောက်ကအဲဒီအကျွေးရှင်တယောက်ရှင်မှာတတိတယောက်ရှင်မှာပေါ့နော်။အကျွေးတဲ့တယောက်ရှိရပေါ့။တယောက်က90အတပြ90အကျွေးရှိတယ်။တယောက်က900ရှိတယ်။ဆိုတော့တတိကသူတို့ညောင်လုံးကို ပေးယော်လိုက်တယ်အကျွေးဆက်ဆံမလို့တော့ဘူးငါခွင်းလွတ်လိုက်ပြီမင်းတို့အကျွေးတွေကိုငါလွတ်လိုက်ပြီဆိုလို့ပြောလိုက်တဲ့အချိန်မှာတဲ့ဘယ်သူကပို့ပြီးတော့ဝမ်းသာမလဲလို့မေးနေတဲ့အချိန်မှာအကျွေး900ရှိတဲ့လူက90ရှိတဲ့လူတွေပို့ပြီးတော့ဒီဝမ်းသာမယ်ဆိုပြီးတော့ဖြေကြရတွေ့ရတယ်ဒီလိုပါပဲဒီယေရှုကပြန်ပြီးတော့ရှင်းပြတယ်ဟိုဆိုလိုက်တဲ့ဘောကဒီကျွန်တော်ရဲ့အသက်တာမှာဖခင်ရဲ့ခြေဆုတော်ကဒီဘာမှ ဟိုခုနလိုဒီမတော်တဆတွေဘာမှမခံစားရတဲ့တာမန်အနေထားမှာရှိနေတဲ့လူတွေကပိုးပြီးလို့တော့မှကျွန်တော်ကျေးဇူးတော်ချင်းမဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီအဖြစ်ဒီချမ်းပိုက်အဖြစ်ကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ကျွန်တော်ကျန်းစာတစ်ပိုက်ဖတ်ပြီးတော့ဒီအဆုံးသတ်ချင်ပါတယ်ဆိုတော့ဆာလံ90အခန်းငယ်4အ45ဖြစ်ပါတယ်ကျေးဇူးချင်းမွန်ချင်းစစ်ကိုဖျားခင်အားပူဇော်လို့တဲ့ တစ္ဆဂတိထားသည့်အတိုင်းအမြင့်ဆုံးသောအရာနဲ့တစ္ဆဝတ်ကိုဖြေလို့တဲ့အမှုရောက်ဒီကာလ၌ငါ့ကိုပန္နာပြုလို့ငါရီကယ်လွတ်မီတင်းနေလေငါ့ကိုချင်းမွန်းလိမ့်မီကိုမိန်တော်မူ၏တဲ့ဒီကြမ်းမိုက်မှာကျွန်တော်တို့ယုံကြည်သူတွေတော်တော်များကဖတ်တတာကအပိတတကအမှုရောက်တဲ့အချိန်မှာဒုက္ခရောက်တဲ့အချိန်မှာဘုရားကိုပန္နာပြုပါဆုတောင်းပါငါရီကယ်လွတ်မီဘုရားကကယ်လွတ်မယ်ဆိုရဲ့အထိပဲကျွန်တော်တို့ဖတ်တတ်တယ်နားလေတတ်တယ်ဒါရင်တော့မှဆက်လိုက်တဲ့ တင်ဒီလေငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန်တော်မူ၏ဆိုရက်짬ပိုက်ကိုကျွန်တော်ကထဲ့မစင်စားတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကိုယ့်ဘက်ကိုပဲရက်ပြီးတော့ဖရားဘက်ကိုကျွန်တော်ပြန်မကြည့်ဘူးဆိုတော့ဖရားကလည်းကျွန်တော်တို့ကိုကယ်လွတ်ခြင်းနဲ့ဒီကောင်းချီးမင်္ဂလာမျိုးစုံပေးခြင်းနဲ့အဲချီးမြှောက်ခြင်းနဲ့ဒါပေမဲ့လည်းကျွန်တော်တို့ဘက်ကလည်းဘာပြန်လုပ်ပေးဖို့လို့တလဲဆိုတော့ချီးမွမ်းဖို့လို့ရတယ်တင်ဒီလေငါ့ကိုချီးမွမ်းလိမ့်မည်ဆိုရက်짬ပိုက်ကိုလည်းကျွန်တော် အလေးထားဖို့လိုတယ်ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေဒီကျွန်တော်တို့ထောက်ရဖျားကိုချီးမွမ်းတဲ့အချိန်မှာယေရှုတော်ချီးမွမ်းတဲ့အချိန်မှာဆိုငါအစဉ်ပြေမှငါလုံနိုင်မှငါဝတ်သက်နိုင်မှနှောင်းသက်နိုင်မှဆိုတဲ့ယူဆတွေမလိုဘူးကျွန်တော်စိတ်လုံးအကျုံးမဲနဲ့ချီးမွမ်းနိုင်ဖို့လိုတယ်ဆိုတဲ့အကြောင်းအရာလေးနဲ့အားပေးခြင်းနဲ့ဂျာနာတို့တယောက်ချင်းစီတိုင်းပေါ်မှာဖျားခင်တည်တမကောင်းကြီးပေးပါစီဗျာအာမင်